ားလုံးပဲမင်္ဂလာပါခင်ဗျာ Freedom for Future YouTube Channel မှာကြိုဆိုပါရစေကျွန်တော်ကတော့ရောင်နေဦးဖြစ်ပါတယ်ခင်ဗျာအခုတစ်ခေါက်မှာတော့ဆိုင်းစရာဆရာခက်စော်ရေးသားထားတဲ့ပြိုင်ပိန်းအပိုင်းခွန်ကိုဆက်လက်ဖတ်ပြမှာဖြစ်ပါတယ်ခင်ဗျာနားဆင်ပြီးပါဦးခင်ဗျာပြိုင်ပိန်းဘိုင်းခွန် Hey စပိန်ယူသွားမယ်ဆို ဦးကောင်းနီကဒုတိယအကြိမ်ထက်ပြောပြန်ပါတယ်။နောက်မှလာယူတော့မယ်ဦးအခုကျွန်တော်ပြန်လိုက်ပါအောင်မယ်။ချန်ဦးနဲ့ရထားတဲ့ကျွန်တော်စပိန်စီကိုပဲကျွန်တော်ထွက်လာလိုက်ပါတယ်။စပိန်တော့ဖွင့်နေတော့ကျွန်တော်နောက်မှဦးကောင်းနီကလာရက်တယ်။ဦးသားနဲ့မင်းခုနချုပ်ထင်းမှာဘာပြောနေကြတာလဲ။ဩသူ့ကောင်မလေးចောင်းလို့ကျွန်တော်ပြောထားတာကိုမဟုတ်ဘူး။ မင်းတို့ဒီဆက်ဘင်းကိုတရားရောက်စီတရားဖို့ပြောနေတာဦးကြားပါတယ်ဒီကောင်စိတ်ပူနေတာပါဦးကောင်ညာကျွန်တော်လက်မောင်းကိုဆုပ်ခိုင်းလိုက်တယ်ဒီဆက်ဘင်းနဲ့ပတ်သက်လို့တာဘာတွေသိထားသေးလဲတရားဘာလို့ပြောတာလဲဦးဟိုတခါကမင်းမပြောဘူးတယ်မဟုတ်လားဒီဆက်ဘင်းကပြဿနာရှိရဆိုပြီးလေဩ ကျွန်တော်စိတ်ထင်တာတွေလျှောက်ပြောလိုက်တာပါဘူး။ဘာရင်မို့ပါဘူး။မဟုတ်ဘူး။ဒီဆက်ဘင်းကပြဿနာရှိနေတယ်။လာဦးနဲ့လိုက်ခဲ့။ဦးကောင်းမြတ်ဟာကျွန်တော်လက်မောင်းကိုကင်ပြီးကားကိုယ်တော်စီခေါ်သွားတယ်။ကားကိုယ်တော်ဟာတစ်သားတိုင်းတွေတန်းတွေကိုပတ်ချလေတုတ်တရားတွေနဲ့ကားထားတဲ့အစားဦးပါ။အထဲမှာလဲတာလီဘန်နဲ့အုပ်ထားတဲ့ကားတစီရှိနေပြီးနောက်ထပ်ကားနှစ်စီးစာထိုးဖို့အတီးကိုကျေတာပါ။အပေါ်မှာ ထက်ကိုလေးတစ်ခုရှိပြီးဟောင်းနှန်းနေတဲ့လေကားတစ်ခုထောင်ထားတယ်ခဏဆောက်ဦးကောင်းညင်ဟာ လေကားအတိုင်းထက်ကိုဝယ်ဦးတက်သွားတယ်ကျွန်တော်အောက်ကကြည့်နေရင်ထက်ကိုအပေါ်တက်ကိုလန့်ညင်နေရတယ်တန်တစ်တာအဟောင်း၃လုံးလောက်ထက်ထားတဲ့အထဲကအလေကားအလုံးကိုဦးကောင်းညင်ကဖွင့်တယ်ပြီးတော့လက်ထဲမှာတစုံတစ်ခုကို ယူပြီးပြန်ဆင်းလာတယ်သူ့လက်ထဲမှာပါတာက ဓာတ်ပုံအဲလီမန့်အဟောင်းတစ်ခုပါအပြင်မှာနိုင်ရည်အတွက်တင်ဆင်နေတဲ့လူတွေကိုဥကောင်းညက်ကတစ်ချက်လှမ်းကြည့်ပါတယ်ပြီးတော့ဂူတော်တကားတစ်ချက်ကိုတွားပိတ်လိုက်ပါတယ်ကားဂူတော်ဟာအလုံးပိတ်မှု အလင်းရောင်ကမဆုတ်မပို့ပါဒီပုံကိုကြည့်ကြည့်အေဗန်နေကအထူးမဲ့ဓာတ်ပုံတစ်ပုံကိုဥကောင်းညက်ကကျွန်တော်ကိုပြတယ်အာဂဒဝိဆုံကိုစီနဲ့ဆဲချောတက်လူငယ်၃ယောက်ပုံမှာယောက်ျားလေး၂ယောက်က မိန်းကလေးရဲ့ဘေးတစ်ဖက်တစ်ချက်မှာမတ်တက်ရနေကြတယ်။မိန်းကလေးပုံကိုညင်ညင်ချင်းပဲကျွန်တော်ပါဇက်ကဟာခနဲ့တန်ထွက်သွားတယ်။ဤစဉ်မော်ဒါကျွန်တော်ရဲ့မက်စင်မှာမက်စင်မှာပဲညလုံးညခုံးနှားတဲ့အကုန်လုံးကတူမတူသပင်းပုံစံမဲမတူတာမက်စင်က3 step သပင်းကြီးဒီထဲကမိန်းကလေးကငငယ်ကမေတန်းသူတို့ခစ်ကလိုအမောက်ထောင်ထားတဲ့သပင်းပုံစံမျိုး ဒါကျွန်တော်ဆိုလေးဦးဦးကောင်းရကကျွန်တော်ကောင်းကိုလက်နဲ့တွန်းလိုက်ပါတယ်ပောက်ကြရတယ်မပြောစမ်းပါနဲ့ကွာဒါလွန်ခဲ့တဲ့25နှစ်ကရိုက်ထားတဲ့ပုံဒီဘက်ကလူကိုမင်းသိလားမိန်းကလေးရဲ့ညာဘက်ကလူဟာအရက်ညင်းညင်းပိန်ပိန်သွဲသွဲသပင်းအတူနဲ့အောင်ကောင်းတဲ့ခက်စင်စင်တောင်တူသည်တိပြီးဒါဥပုံမဟုတ်လားအေး ိုဘကလူရောတိလားခနာကိုပပသပင်ဘေးခွဲနဲ့စူးတစိတ်တစ်ခုကိုကင်ထားတဲ့သူဘသူပါလေအဲ့ဒါအောင်နိုင်ထွေးပဲဆပင်ချန်ပီယံအောင်နိုင်ထွေးဗျာဟုတ်သားပဲအောင်ကောင်းကျွန်တော်ကိုတခါပြဘူးတဲ့အာကသချာနယ်ထက်ပိုင်းလေးကလူပဲတချိန်ကဒီဆပင်ရဲ့ပိုင်ရှင်အောင်နိုင်ထွေးရေဦးရေအလေကတော့ဣတီဘောကွာရန်ကုန်အာကသသိပ်ပံမှာ ခင်မင်ခဲ့ကြတဲ့တငယ်ချင်းတွေပေါ့အောင်ကောင်းပြော့ပြဘူးတော့ဥလေးတွေကအေးဒီထဲကဆပင်းသမားနဲ့တငယ်ချင်းတွေဆိုလားတကယ်တော့ဥတငယ်ချင်းမှာဥနဲ့ရင်းနှီးဒီမှာဥကြီးတွေနဲ့ရင်းနှီးကြတာအဲဒီကိစ္စကိုမင်းတငယ်ချင်းအောင်ကောင်းတော့မသိခဲ့ပါဘူးတကယ်တော့ဒီဆပင်းအောင်ကောင်းလက်ထဲရောက်လာမှဥလေးအောင်နိုင်ထွေးရဲ့ဘိန်းဆိုတာသိခဲ့တာကဲကျွန်မတိတ်ကြောက်ဖို့ကောင်းတယ် ဥရောဘာတွေထိခဲ့ကြတာလဲဦးဒီကိစ္စကိုဘယ်သူ့ဟိုမှာမပြောတရားဘူးလို့ဆုံးဖြတ်ထားတယ်ဟွန်းဒါပေမဲ့ဦးကောင်းညင်ဟာစကားကိုမဆက်သေးပဲတခုခုစဉ်းစားနေပုံပါပဲဒီရပိုင်းကမင်းအဒီနာကြီးလည်းရှိသေးတော့မနေ့ကျန်နိုင်ချတည်ရင်တော့ဦးမင်းကိုတေချာပြောကြပါမယ်မင်းတငယ်ချင်းအောင်ကောင်းတွေလည်းမင်းတခုခုကူညီနိုင်မယ်လို့ဦးထင်တယ် ဥကောင်းညက်ရဲ့အတန်ကဖြောတော်နေတယ်။ဒါနဲ့ဥဒီတဲကမိန်းကလေးကကျွန်တော်သိတဲ့တရားနဲ့သွားတူနေတယ်။ဥကောင်းညက်ကဓာတ်ပုံကိုတေချာပြန်ကြည့်လိုက်တယ်။ဒါအိဒီပုံလေးဟုတ်တယ်သူကကျွန်တော်ကောင်မလေးနဲ့တော်တူနေတာ။မင်းကောင်မလေးနဲ့နေရဘူးလေ။ဣဇင်မောပါ။ဣဇင်မောဣဇင်မော อืมနမီပါကဆင်စင်တူနေတာပဲဟုတ်တယ်ဦးတော်တော်လေးကိုတူတာပါအင်းလေလူလူမရှားနမီလူမရှားပဲကဲကဲတပတ်ကမနေ့ပဲ9နာရီလောက်အင်ငူလာခဲ့ကွာကျွန်တော်ဂိုးတော်နေကနေပြန်ထွက်လာခဲ့တယ်ပြင်ပလေးကိုရှူလိုက်မှပဲလူကလန်းလန်းဆန်းဆန်းဖြစ်သွားတော့တယ် ။ဘာကြောင့်မှမသိဒီကိုယ်တော်ကြီးထဲမှာတော့ကစိတ်ထဲမွန်းကျက်ကျက်ကြီးခံစားနေရတယ်။ကိုယ်တော်နှမေးမှာရထားတဲ့ပြိုင်မင်းကိုကျွန်တော်တစ်ချက်ကြည့်ခဲ့သေးတယ်။ဘယ်ပဲလက်ကင်မှာအချိန်လေးနေ။ဟေးမောင်စိတ်ကောက်နေရလား။လက်ဒိဗာရာမင်းအောင်စိုက်ကားကိတ်ကစိုက်ကားပေါ်တက်ထိုင်နေတဲ့ကျွန်တော်ရှိတဲ့တဲကိုမဆင်ကစပိန်လာရက်ပါတယ်။ ကျွန်တော်ကတချို့ညနေတွေဆိုဒီစိုက်ကားခိတ်ကကိုမောင်ပူတို့ကိုစန်းထွန်းတို့ ਨੇ သူတို့စိုက်ကားပေါ်ထိုင်ပြီးစကားပြောလို့ရှိပါတယ်။စိုက်ကားရဲ့ကိုရှင်မော်ထိုင်ပြီးလမ်းမပေါ်ကထက်သွားသူတွေကိုငေးရတာအရသာတနူးပဲဟုတ်ကြ။ဟုတ်ပါရဲ့ကျွန်တော်မစင်ကိုအဆက်အွယ်မလုပ်တာတောင်နှစ်ရက်လောက်ကြာပြီကော။အောင်ကောင်းကိစ္စကခေါင်းစားနေတာနဲ့ပဲ သူ့ကိုတတိမရချစ်နေတာ။ခုတော့သူကကျွန်တော်ကို စိတ်ဆိုးတယ်ထင်နေပြီမတက်နိုင်ဘူးဒါအမျိုးချီနေကຢာခဲ့တယ်ချော်လဲရောတိုင်ရမှာပေါ့ဟေ့စိတ်ကောက်နေတာလားလို့မေးနေတယ်လေညနာကလည်းမမကတငယ်ချင်းနေနဲ့ကျွန်တော်ကိုလှောင်တာကိုတရသူ့ဘာရတာဆိုအမလီငါမောင်ရဲ့အခုသူ့ဘာရစာမဟုတ်တော့ပါဘူးစိုက်ကားဆီယာထင်းနေပါပြီဟာတရားကဲ မော်ဂန်သုံးလက်ထိပ်မှာရခိုင်မင်းလူသွားတောင်းမယ်လိုက်ခဲ့ဒါမျိုးတော့စက်ခင်းပေါ်စိုက်ကန်းနဲ့တော့လိုက်မနာနဲ့တော့ရှေ့ကနင်းကဲဘလောက်မိုက်ပြီလေမဆင်ကသူ့ဆက်ဘင်းကျွန်တော်ကိုထိုးပြတယ်ကျွန်တော်ရှေ့ကနေနင်းလိုက်တယ်မဆင်က နောက်ကနေဘေးတစောင်းထိုင်ရင်ကျွန်တော်အင်ကြီးစားကိုအသာဆွဲတယ်ပြီးတော့ကျွန်တော်ခါကိုသူ့လက်ထဲအသာလေးတိုင်းဖက်လိုက်တယ် အဲ့ဒီခိုက်တဲ့ဟာရုပ်ရှင်ထဲမှာလို့အနည်းပြကွက်နေစုကျွန်တော်ညက်နာကဖြစ်သွားတဲ့အမူအရာအစဉ်အဆက်ပြောင်းလဲပုံကိုသေချာနေရလိမ့်မယ်ဗျစပိန်နေနေတဲ့ယောက်ျားတယောက်ရဲ့နောက်မှာအာဂိုတကြီးခါဖက်စီးနေတဲ့မျိုးသမီးလေးပါလာတဲ့အရာသာဟာဘလို့လဲဘယ်နဲ့လဲကျွန်တော်ကမဆင်ရဲ့ဂျပန်ဘိန်းအပြာလေးကို ဖော်နူလာ1စီးရတယ်မှတ်တာပဲမော်ဂန်3လက်ထိပ်ရောက်တော့ ရခိုင်မုံနီဆိုင်လေးရဲ့အတွင်းမဲ့ဇပွဲကလွတ်နေတာနဲ့အတော်ပဲမာစင်ကရခိုင်မုံနီတပွဲကိုပဲကြော်ငပင်နဲ့မာတယ်ကျွန်တော်ကမုံတီတော့ငါမောင်တယောက်နေတော့မာကစိတ်ပူနေတာသိလားလွမ်းနေတာမဟုတ်ဘူးလားအင်းဘောအရင်ဆိုညနေခင်းကြရညဆိုင်ကိုတော့ရအောင်လာသေးတယ်မဟုတ်လားကျွန်တော်မာစင်ကိုတေချာဆိုင်ကြည့်နေမိတယ်ဟေးစားလီ ဖားကြည့်နေရလေမမအောင်ကောင်းကိစ္စတိလားတိတယ်လေအဲ့ဒါလည်းမေးချင်လို့မောင်လေးတင်ငယ်ချင်းကဘာလို့ညာဒီလိုလုံလိုက်ပါလိမ့်နော်သူ့မိတွေကနှိမ့်ဆက်လို့ညာလားဒေချာတော့မတိရသေးပါဘူးမမရေအေးလေအသက်ငယ်ငယ်လေးနဲ့ဒီလောက်လည်ရဲ့စရင်နော်ဒါနဲ့မမနဲ့အရန်တူတဲ့အမျိုးသမီးတယောက်ကို ကျွန်တော်တွေ့ခဲ့တယ်မဆင်က ရကိုင်းမုံနီပူပူတွေကငပယ်တစ်ဖက်ကိုဆယ်စားနေရင်ကျွန်တော်ကိုမျက်လုံးလေးပြူပြီးကြည်တယ်။တကယ်တူတာသဘင်ပုံစံပဲကွဲသွားတာဘယ်မှာတွေ့ရလဲ။ဓာတ်ပုံတစ်ပုံထဲမှာလေလွန်ခဲ့တဲ့25နှစ်လောက်ကဓာတ်ပုံမာစင်ကရကိုင်းမုံနီပကံကိုစိုက်ကြည့်ပြီးခဏညင်သွားတယ်။မမအိုက်ဓာတ်ပုံကိုကြည့်လို့ရမလား။ရနိုင်ပါတယ်ဒါပေမဲ့ အဲ့ဒီဓာတ်ပုံကအောင်းကောင်းဖီစီမှာရှိနေတာသူစီမှာဟုတ်လားဟုတ်တယ်အောင်းကောင်းဖီရဲ့ဆဗင်းချန်ပီယံတယောက်ရဲ့အဲ့ဒီမျိုးသမီးရဲ့အာဂလာသိပ္ပံတက်တုံးကရိုက်ထားတဲ့ပုံအမျိုးသမီးနဏီယာအီဒီယမဟုတ်လားကျွန်တော်ပါဇက်ကအာမေနိတန်အခြေကြီးမထွက်အောင် ထိန်းထားလိုက်ရတယ်ဟုတ်တယ်အဲ့ဒီနဏီပဲအမကအဲ့ဒီမျိုးသမီးကိုသိရလားမဆင်က သူ့ရဲ့ plastic အသေးသေးလေးကိုဈေးဖွင့်လိုက်တယ်။ပတ်စံအိတ်ထဲ plastic လောင်းထားတဲ့အပြွန်မဲလိုင်စင်ပုံလေးတစ်ပုံ။သူမဟုတ်လား။ဟုတ်ပါတယ်။ကျွန်တော်ဥကောင်းမျက်စီမှာတွေ့ခဲ့ရတဲ့ဓာတ်ပုံတွေကအညို့သမီးပါ။သူကမမနဲ့ဘာပတ်သက်နေရလဲ။သူကမမမေရင်းမှာ။ဒီဟာဟုတ်တယ်။ဒါပေမဲ့သူဘယ်ရောက်သွားလဲမမမသိဘူး။ မကိုမွေးတီးချိန်မှာအခုလက်ရှိမမရဲ့အဖေအမေတွေစီမှာထားသွားခဲ့တာမမရဲ့လက်ရှိအဖေမေတွေကလည်းမမရဲ့ဘာကြီးအရင်နဲ့ကြီးတော်ပါပဲမမရဲ့အကိုကြီးပေါ့ကျွန်တော်မဆင်ကိုကြည့်ပြီးတတော်စိတ်မကောင်းဖြစ်သွားတယ်မမဖေရရောမဆင်ညနာရုတ်တရက်ပြက်သွားတာတတိထားမိတယ်ပြီးတော့ကောင်းခါတယ်ပတ်စံရှင်မင်း ်ရတယ်မမကျွန်တော်ရှင်းလိုက်မယ်ရောတာပြောရတယ်ကျွန်တော်လဲစိုက်ကားဂိတ်မှာထိုင်နေတော့လိုက်လာတာဆိုတော့ပတ်စံတရားမှထဲ့မလားရှင်းဆိုလဲအကျွေးထားရမှာမတိုက်မယ်ပြောထားတာတော့ရတယ်မဇင်ကဆန်းရှင်းစည်းထားသွားပြီးပတ်စံရှင်းနေမမမကြိုက်တဲ့မိကွန်းကျွန်တော်မင်းမိတာတောင်းပန်ပါတယ်ရပါတယ်ဒါပေမဲ့မမရဲ့အကြောင်းကိုဒီလိုအမှန်တိုင်းပြောကြတာမောင်လေးကိုပဲရှိသေးတယ် ညာဦးဝိုင်းရောက်လာတာနဲ့ညမက်ကင်တင်လန်မဟာရှုပ်ထွေးလာတယ်။ဂျာမနီလက်ပင်းဆိုင်ရှိမှာစော်စပိန်ဘော်ကယင်ကော့ဒီဆင်းလာတဲ့ကျွန်တော်ကိုကာလာသားကြီးတွေက အောင်ပွဲရစစ်တီကြီးလိုမျိုးအော်ဟေးကြိုဆိုနေကြတော့တာ။လာတာဒေါ်တင်ကြီးရဲ့နာရီဒီနောက်နေ့မနေ့မှာပဲဥကောင်ရတို့အိမ်ကိုကျွန်တော်ရောက်သွားတယ်။ကျွန်တော်တို့ရက်ွက်တဲကနာရီအိမ်တွေဆို ရက်မလီမချင်းဖဲဝိုင်းတွေပါတွေနဲ့လူစီကနေတဲ့ပေမဲ့ဦးကောင်းရဲ့အိမ်ကတော့ဒီလိုမဟုတ်ပါဘူးလူတယောက်မှမရှိပဲတိတ်ဆိတ်နေတယ်ဦးကောင်းရဲ့ကအဲကန်းကစူပါပေါ်မှာကျွန်တော်ကိုထိုင်ခိုင်းတယ်ပြီးတော့ဖုံတွေတက်ပြီးဟောင်းနှဲနေတဲ့စူပလာတစ်လက်ခုကိုကျွန်တော်ရှေ့စပွဲပေါ်မှာချထားတယ်သူကကျွန်တော်ရှေ့တက်တဲ့ခုံမှာချေချိတ်ထိုင်ပြီးစီကရက်ဘူးတွေကစီကရက်တိတ်ကိုထုတ်ပြီးမိညိလိုက်တယ် ဦးကအာဂဒသမားဆိုတော့စီကရမတောက်တာကြာပြီ ခုမှပြန်တောက်တာအော်ဟုတ်ကဲ့ဦးဒီစုပလာကိုတာကြည့်ကြည့်ပါဦးဗျာမစီမဆိုင်သူ့စုပလာကြီးကိုကြည်ခိုင်းနေလို့ကျွန်တော်မှကြည့်ရပါသေးတယ်ဒီဘဲကြီးတမီးတေကြီးမကြခင်နောက်မိမကတည်းတာကအဖမ်းခံရလို့ယူသွားဒီလားပေါ့ဒီစုပလာက1986ခုနှစ်ဂျပန်မှာလုပ်တဲ့ အာရှတကွန်ဆိုင်တင်းနစ်ပြိုင်ပွဲမှာဥရခဲ့တဲ့စုပလာပဲ။အော်ဟုတ်ကဲ့အခုပြောတရမေကိစ္စကဒီစုပလာနဲ့အများကြီးသက်ဆိုင်နေတယ်။ဒီစုပလာကြောင့်ဖြစ်ခဲ့တာလို့တောင်ပြောလို့ရတယ်။ဦးကောင်းရဲ့ဟာသူ့ရှိကစုပလာကိုနာနာကြီးကြီးကြည့်နေတယ်။ပြီးတော့ secret မိခုံငွေတွေကိုမှုတ်ထုတ်ရင်းခေါင်းငုံငုံထားတယ်။သူ့ပုံစံကြည့်ပြီးကျွန်တော်လည်းမပါလို့ရမှန်းမသိ လောလောလတ်လတ်လူသက်မှုဖြစ်ထားတဲ့ဒီအိမ်ကြီးထဲမှာသူနဲ့ကျွန်တော်နှစ်ယောက်တည်းရှိနေတာကိုလည်းကြောက်လာတယ်။ဒေါ်သိန်းကြီးကိုဥကောင်းနဲ့တက်လိုက်တာရောမဖြစ်နိုင်ဘူးလား။အောင်ကောင်းကသူ့အဖေရဲ့တည်ကြမှာဆိုလို့ရှောက်ပြောနေတာရောမဖြစ်နိုင်ဘူးလား။ဥပြောမယ်။ဥပြောတာကိုနားထောင်ကြည့်ရင်ဒါဒီတည်တနာကို ရှင်းဖို့ကူညီပေးဖို့ဂရီပေးပါ။ဗျာ။ နှင်းပေါင်းရစွာလျှို့ဝှက်ထားတဲ့လျှို့ဝှက်ချက်တစ်ခုမျိုးပါဒီလျှို့ဝှက်ချက်ကိုသာတိတိတိဆိုတာနဲ့ဦးလဲကျွန်တော်ခေါင်းကုပ်မိပါတယ်ဖြစ်နိုင်ရင်ဒီကထပြေးခြင်းစိတ်တောင်ပေါက်တယ်တကယ်ဆိုဒီလိုပြဿနာတွေကကျွန်တော်လိုဆယ်ကျော်သက်တယောက်နဲ့ဘာမှဆိုင်ရမရှိဘူးလေဟိုနေ့ကဓာတ်ပုံတွေက7 champion အောင်နိုင်ထွေးကို ကားနဲ့တိုက်သက်ခဲ့တာဦးပဲ ပြာအစုံဒီနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါရခင်ဗျာ။နောက်နေ့မှာဖတ်ပြမယ်အပိုင်းရှိကိုလည်းဆက်လက်နားဆင်အားပေးကြပါအောင်လို့ညစ်တာရက်ခံပါရခင်ဗျာ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါရခင်ဗျာ။